အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မတီပါတီဗဟိုစည်းဝေးကော်မတီအားပေါ်ပြည်သူအာဏာဂျာနယ်အမှတ်39 2016ခုနှစ်ဇန်နဝါရီလတုန်းမှာဖော်ပြပါရှိတဲ့အထယ်ကျုပ်လုံတမားများနဲ့ Neo Liberal ဝါဒဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။အထယ်ကျုပ်အလုံတမားများနဲ့ neoliberal ဝါဒမြန်မာနိုင်ငံသည်အထင်ရှားဆုံးဥပမာတစ်ခုဖြစ်ပါသည်ဤနိုင်ငံသည်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအလုံးအရင်ပြုလုပ်ရန်တာဆူနေသောတိုင်းပြည်ဖြစ်သလိုအထယ်ကျုပ်လုပ်ငန်းကဏ္ဍမှာလည်းစမ်းပွင့်လာနေသည်သို့သော ကျွန်တော်တို့ Oxfam ဤသုတေသနပြုချက်များအရအာမခံချက်ရှိသော နိုင်ငံတိုးတက်မှုသည်အထယ်ကျုပ်လူသမားများထံသို့ရောက်မလာပါသူတို့သည် တပတ်လျင်6ရက်လှုပ်လို့ရပြီးတရက်လျင်အလုတ်ချိန်17နာရီအထိလှုပ်လို့ရကလောက်ခမှာလည်းအလွန်နှိမ့်တယ်လို့အလုတ်ခွင်ကလည်းအလွန်အန္တရာယ်ရှိသောအလုတ်ခွင် ဖြစ်နေတော်သည်ဒီဇင်ဘာ9ရက်နေ့ကထုတ်ပြန်သော Oxfam ဤသုတေသနပြုချက် Made in Myanmar အကျဉ်းချုပ်စရမ်းအညာ2015ခုဇူလိုင်လမှစ၍အခြားအဖွဲ့များနဲ့ပူးတွဲကရန်ကုန်တိုင်းစက်မှုဇုံ5ခုတကုံစိတ်ကန်းသာ ရွှေလင်းမန်း မင်္ဂလာတုံးတီလဝါလှိုင်းသားယာနဲ့ဘကိုးဆက်မှုစုံတို့မှဆက်ယုံ22ယုံကိုတွားရောက်ကအလုံသမား123ဦးကို တွေ့ဆုံမေးမြန်းခဲ့ကြောင်းသိရသည်ထိုသူရည်နာပြုချက်သည်လက်ငင်းလိုအပ်နေသောအထည်ချုပ်လုပ်ငန်းအပါဝင်ချွေးတန်ရွှေရွှဲကာယလုပ်ငန်း sweat shops များ၏ထင်သာမြင်သာမရှိမှုများကို ဖွင့်ချပေးလိုက်သလိုဖြစ်သွားလေသည်သို့သော ထိုသူရည်နာပြုချက်သည်ခေပေါ်ပို့ကုန်လုပ်ငန်းအခြေပြု ချွေးတန်ရွှဲရွှဲကာယလုံသမားများအများစုမှာအသက်ငယ်သောအမျိုးသမီးလုံသမားများဖြစ်သည်ဤပင်ပန်းဆင်းရဲမှုကိုလှစ်ဟပြသနိုင်စွမ်းရှိတော်လဲတခုခုလိုနေသလိုခံစားလိုက်ရသည်ယင်းမှာယနေ့မြန်မာပြည်လုံသမားများအခြေအနေကိုနိုင်ငံတကာအရင်းရှင်စနစ်သို့မဟုတ်မျက်မှောက် neo liberal ဝါဒကဘာလွမ်းပတ်စီးပွားရေးစနစ်ကြီးနှင့်ဆက်ဆက်မပေးနိုင်သောအားနည်းချက်ဖြစ်လေသည်အားလုံးသိကြသည့်အတိုင်း 2014ခုနှစ်မြန်မာပို့ကုန်ဝင်ငွေစုစုပေါင်း14ရာခိုင်နှုန်းအမေရိကန်ဒေါ်လာ1.5ဘီလီယံကိုပို့ကုန်ဝင်ငွေရှာဖွေပေးနေသောအထက်ကျုပ်လုပ်ငန်းသည်လင်းမြန်စွာကြီးထွားလာနေသောလုပ်ငန်းတစ်ခုဖြစ်နေလေသည်2010ခုနှစ်နောက်ပိုင်းတွင်တပတ်လျင်စက်ယုံနှစ်ယုံနှုံးလောက်တိုးလာနေသောအထက်ကျုပ်စက်ယုံများသည်ယခုအခါယုံမောင်း300ခန့်ရှိလာသလိုအလုံသမားဥယျာဉ်မှာလည်း3သိန်းကျော်လာနေသည် ရန်ကုန်တဝိုက်စက်မှုလုပ်ငန်းများနှင့်ပါဝင်လှုပ်လှုပ်နေသောစက်မှုအလုပ်သမားစုစုပေါင်း80ရာခိုင်နှုန်းသည်အထယ်ကျုပ်လုပ်ငန်းမှ ဖြစ်လာလေသည် ထို့သောများပြားလာနေသောအလုပ်သမားများ၏အခြေအနေမြည်သို့ရှိပါသည်။တရက်လျင်အလုပ်ချိန်17နာရီတပတ်လျင်အလုပ်ချိန်ပြန်မျှနာရီ80လောက်ကန်နေရသောအလုပ်သမားများ၏တနေ့အနိုင်ဆုံးလောက်ခမှာ3600ကျပ်83ဒေါ်လာသာရရှိကြလေသည်။ယင်းအထယ်ကျုပ်လုပ်သမားများသည် တရုတ်ဘင်္ဂလားဒေ့ရှ်ဗီယက်နမ်ကမ်ဘောဒီးယားအီသီယိုးပီးယားစသည်တို့တွင်လည်းရှိကြသဖြင့်လောက်ခတချို့ကိုနှိုင်းရှင်ကြည့်ဖို့လိုလိမ့်မည်တရုတ်ထဲချုပ်လူသမားတူဤလာစာမှာ155ဒေါ်လာမှ269ဒေါ်လာထိရှိကြသဖြင့်မြန်မာနိုင်ငံနှင့်မတိမ်မြိန်နိုင်ငံများကိုသာပို၍နှိုင်းရှင်သင့်လေသည်ဗီယက်နမ်တွင်တလ145ဒေါ်လာ ကမ်ဘောဒီးယားတွင်128ဒေါ်လာဘင်္ဂလားဒေ့ရှ်တွင်69ဒေါ်လာနှင့် အီသီယိုးပီးယားတွင်35ဒေါ်လာမှ40ဒေါ်လာတို့ဖြစ်လေသည်။သေချာသည်ကတော့ Oxfam သုတေသနအရမြန်မာအလို့သမား85ရာခိုင်နှုန်းသည်ရရှိသောလကဖြင့်အခြေခံနေထိုင်မှုဇယိတ်၊သွားလာမှုဇယိတ်၊ဆေးဝါးကုသမှုဇယိတ်မလုံလောက်ကြချေ။ရရှိသောလကတစ်ဝက်ကျော်မှာနေရာခန်းကနေကုန်သွားလေသည်။အလို့သမား60ရာခိုင်နှုန်းလောက်မှာနေထိုင်မှုဇယိတ်လုံငွေကိုအတိုးကြီးစားထံမှငွေချေးသုံးကြရလေသည်။ 2015ခုစက်တင်ဘာလတွင်နိုင်ငံတော်ဆိုရမအတီးပြုတ်လိုက်သောအနိုင်ဆုံးလုခတနည်း3600သတ်မှတ်လိုက်ပြီးနောက်ပိုင်းတွင်စက်ယုံပိုင်ရှင်အများများသည်လုခကိုသတ်မှတ်ချက်အတိုင်းပေးတော်လဲခါတိုင်းဝန်ဆောင်ပေးနေသောပို့ဆောင်ရေးကို လုံးမပေးခြင်းအစားအသောက်ဝန်ဆောင်မှုဖြတ်တောက်ပစ်ခြင်းစသည့်တံပြန်ထိုးနှက်ချက်များကြောင့်အလုံသမားများပို့မှုခက်ခဲနေကြလေသည်ညဆယ်နာရီတိအိုဗာတိုင်းဆင်းရဲသောမိန်းကလေးများမှာ လုံခြုံမှုအတွက်အတော်ပင်စိုးရိမ်နေကြလေသည် အလောက်သမား၄ဦးလျင်တဦးကအချိန်ပိုဆင်းလျင်လောက်ခမရကြချေစက်ယုံတော်များများသည့်အရေးပေါ်ထွက်ပေါက်များကိုပိတ်ထားတတ်သလိုတောက်ခတ်ထားသဖြင့်မီးလောင်လျင်ပြေးစရာမရှိဖြစ်နေကြလေသည် အလောက်သမား၄၃ခန်းလုံးသည် ကိုအလောက်လုတ်သောအလောက်ခွင်စိတ်မချရဘူးဟုခံစားနေရသည်အလောက်သမား၃ဘုံ၃ဘုံလောက်သည်အလောက်လုတ်ရင်ထိခိုက်ဒဏ်ရာရဘူးသူများဖြစ်သည်အမျိုးသမီးအလောက်သမား၃၀ခန်းလုံးသည် စီမံခန့်ခွဲသူသို့မဟုတ် ြီးကျက်သူများကနှုတ်ဖြင့်ဖြစ်စီအခြားနည်းဖြင့်ဖြစ်စီရိုင်းပြစွာပြုမှုဆက်ဆံပြောဆိုခြင်းခံဘူးသူများဖြစ်လေသည်အလုံချိန်တွင်အိမ်သာသွားခွင့်မပေးသောအလုံယုံများပြားရှိသည်ကျမ်းမာရေးရဆေးခွင့်ယူလျင်လောက်ခဖြစ်တော့သည်တချို့ဆက်ယုံများသည်ဖြားနာလျင်လောက်ခ၄တောင်ကျက်ထိဖြစ်လေသည် တချို့ဆိုလျင်အလုံထုတ်ခံရသည်အလုံသမားသမကဖွဲ့စည်းဖို့ကြိုးစားသူများ အလုသမသမကစီယုံလှုပ်ရှားသူများကိုအကြောင်းမျိုးမျိုးပြ၍အလုထုတ်ပစ်ကြလေသည်ဆက်ယုံများတွင် တိုင်တန်းခွင့်ပေးထားသည်ဆိုတော့လေတိုင်တန်းရဲသူ73ရခိုင်နှုန်းလောက်သာရှိသည်ထို့သောတိုင်တန်းသူများထဲမှ90ရခိုင်နှုန်းခန့်သာပြဿနာကင်တွယ်ဖြေရှင်းခြင်းပြုသည်ဤနစ်နာကြံများနှင့်ပတ်သက်၍ Oxfam မှတက်ဆိုင်ရာကုမ္ပဏီများ contract များအစိုးရအာဏာပိုင်များကိုအခြေအနေပြုပြင်နိုင်ရန်အကြံပြုချက်များပြားလဲပြည့်လို့ထားသည်ကိုတွေ့ရပါသည် အမှန်တော့သက်ဆိုင်ရာနိုင်ငံများလိုက်လုံသမားများလောက်ခအနှိမ်ခံရခြင်းနဲ့အလုံသမားအခွင့်အရေးများဆုံးရှုံးနေရခြင်းမှာ brands call နာမည်ကြီးအမှတ်တသိကုမ္ပဏီများ contract ယူထားသူများစက်ယုံပိုင်ရှင်များသာမကသက်ဆိုင်ရာအစိုးရများနဲ့ချစားသောအလုံသမားသမဂ္ဂခေါင်းဆောင်များနဲ့လည်းသက်ဆိုင်နေတသည်အစိုးရများကနှစ်စဉ်ပြည်ပပုတ်ကုန်ဝင်ငွေအလုံးရင်းရှာပေးနေသောအထယ်ရောက်ကုမ္ပဏီများကိုလက်လွတ်မခံနိုင်သောကြောင့် ထိုဆက်ရုံများစီကံချိုးဖောက်ပြီးဖြစ်ကျင်သလိုဖြစ်နေကြသည်ကိုလက်ပိုက်ကြည့်နေတတ်ကြကြုံမကအခွင့်အရေးတောင်းဆိုသောလူသမားများကိုပင်အလौရှင်ဘက်မှဝင်ရောက်နှိမ်နှင်းဖမ်းဆီးကြသည်များလည်းရှိလေသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်2014ခုနှစ်ကအထယ်ကျုပ်လုပ်ငန်းမျိုးစုံရှိရာ ရှစ်ထပ်အဆောက်ဦးရာနာပလာဇာပြိုကျ၍အမျိုးသမီးအလौသမား1100လောက်တည်ဆုံးခဲ့ရလေရာ ရင်းပြဒနာကိုစစ်စစ်သောအခါအဆောက်ဦးပိုင်ရှင်သာမကအ ြီးကျက်စစ်သေးသူများရောအစိုးရဘိုင်းမှပါတာဝန်မကင်းသည်ကိုတွေ့ရလေသည်ထိုပြဿနာပေါ်ပြီးနောက်ထူးခြားချက်မှာအထယ်ချုပ်ရန်အံ့နံသော brands နာမည်ကျော်အမှတ်တရိုက်ကုမ္ပဏီများမှလည်းကိုအံ့နံလိုက်သောလက်ခွဲ contract များစီးကန်းချက်နှင့်ညီမညီစစ်ဆေးခြင်းမရှိကြောင်းတွေ့ရှိလာခြင်းဖြစ်လေသည် Rana Plaza ကိစ္စကြောင့် brands ကုမ္ပဏီကြီးတချို့သည်ရန်မုံငွေမတီကာစက်ယုံစစ်ဆေးရေးစီးကန်းတိုင်းထယ်ချုပ်ရေးများပြည့်လုံလာသည်ကိုတွေ့ရလေသည် မြန်မာနိုင်ငံတွင်လည်းကန့်ကွက်သူရှိနေသည့်ဂျာမဘရန်စ်ကုမ္ပဏီတို့၏တိုက်တွန်းမှုကြောင့်အနိုင်ဆုံးလောက်ခသတ်မှတ်မှုပေါ်ထွက်လာခြင်းဖြစ်လေသည်ဥရောပတွင်လောက်ခလာစာနိုင်ထားသောစက်ယုံများမှလာသည့်အထည်များကို စားသုံးသူကအာမပေးကြချေယင်းကို ethical shopping ဟုခေါ်ကြသည်ဤသည်ကို brands ကုမ္ပဏီကြီးများကကြောက်ကြသည် Oxfam ကဲ့သို့ NGO များတက်ကြွလှုပ်ရှားသူများကလည်းစောင့်ကြည့်နေပေးကြသည် ထို့သောဝိုင်းဝန်းနေသည့်ကြားထဲမှချွေးတန်ရွှေရွှေကာယလူသမားများဘဝအချိန်ဤအဘဲကြောင့်မြင့်တက်မလာပါသည်။ချွေးတန်ရွှေရွှေကာယလို့ဆိုသည်မှာဖွံ့ဖြိုးပြီးနိုင်ငံများမှ ပြောင်းရွှေ့လာသောအလုပ်များဖြစ်ပြီးဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရောင်းချမိရောင်းကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကိုလောက်ခတ်တက်တာသော ကုန်ကျန်းဈေးနှိမ်သောသယ်ယူပို့ဆောင်စည်းတက်တာသောအလုပ်သမားဥပဒေရော်ရဲသောယင်းနှိမ့်မြှုပ်နှံမှုဥပဒေမတင်းကျပ်သော ဥရောပနဲ့အမေရိကတို့မှသွင်းကုန်အခွန်လျှော့ချပေးထားသောဖွံ့ဖြိုးဆဲနိုင်ငံများတွင်ထုတ်လုပ်ပေးရခြင်းဖြစ်သည်။ယင်းကို Global Sourcing ကဘာလုံးဆိုင်ရာအလုပ်လွှဲပြောင်းခိုင်းစေခြင်းဟုလည်းခေါ်လေသည်။ဖွံ့ဖြိုးပြီးနိုင်ငံများရှိကုန်တိုက်ကြီးများတွင် အပြိုင်အဆိုင်ရောင်းချသော နိုင်မကျော်အမှတ်တရိပ်များသည်ပြိုင်ဘက်ကုမ္ပဏီများပေါ်ဈေးနှုန်းအရအရည်အသွေးအရအမြဲရှင်ပြိုင်နိုင်အောင်လုပ်ရတွင်မိမိကုန်ပစ္စည်းထုတ်လုပ်မှုဈေးကိုအစွမ်းကုန်လျှော့ချစေလိမ့်ရှိသည် ကုံကြစည်တက်တာလေးလေးအမျက်အစွန်းများလေလေဖြစ်သည်တို့ဖြင့်လောကတက်တာသောနိုင်ငံများသို့ချွေးတန်ရွှဲရွှဲကာရအလုံများပြောင်းရွှေ့လာတော့သည်ထဲချုပ်လုံများသည် ဖနှက်ချုပ်လုပ်ငန်းကလေးကစားစရာလုပ်ငန်းစသည့်ကျွမ်းကျင်မှုတိတ်မလို့သော လုပ်ငန်းများနှင့်အတူလောကနိုင်သောတိုင်းပြည်များသို့တဆင့်ပြီးတဆင့်ပြောင်းလာကြလေသည်အာရှတိုက်တွင် ထိုခီးသည် အစကတောင်ကိုရီးယားထိုင်ဝမ်ဟောင်ကောင် စင်ကာပူစသည့်နိုင်ငံများတွင်ဝင်ရောက်ရန်နာကြပြီး ်နောက်တော့အင်ဒိုနီးရှားမလေးရှားထိုင်းဖိလစ်ပိုင်စသည်တို့စီခီးဆက်သည်အများစုသည်တရုတ်ပြည်တွင်ရောက်ရှိသွားကြသည် နောက်ပိုင်းတွင်ထိုနိုင်ငံများထက်လောက်ခတ်တက်တာသောဘင်္ဂလားဒေ့ရှ်ဗီယက်နမ်ကမ်ဘောဒီးယားမြန်မာစသည်တို့ထံဆိုက်ကပ်လာသည်ယခုနောက်ပိုင်းတွင်တော့ပိုမို၍လောက်ခတ်တက်တာသောအာဖရိကတိုက်ကိုမျက်စောင်းထိုးလာကြလေသည်အိန္ဒိယတွင်အထယ်ကျုပ်ဆက်ယုံအလုံသမားမျိုးသမီးကလေးတအုပ်ကိုဥပမာပေးမှာ ပိုမိုနားလည်နိုင်ပြီဂျာမနီနိုင်ငံဘာလင်မြို့တော်ရှိ Alexander Plex Store ဆိုင်ကြီးတွင်အယောင်းဆက်ဖြင့်တင်ရောက်နေသောအဖြူရောင် T-shirt တစ်ထည်သည်ယူရိုငွေ2ဒေါ်လာဖြစ်သည် ထိုစည်းနှုန်းသည် အလွန်ချိုးသာသဖြင့် လူတိုင်းဝယ်နိုင်လေသည်သို့သော ထို T-shirt သည် Bangladesh နိုင်ငံအထည်ချုပ်စက်ယုံတစ်ခုမှ16နှစ်အရွယ်ကောင်မလေးကချုပ်လိုက်ခြင်းဖြစ်သည်ထိုကလေးမသည်တရက်ကိုအလုတ်ချိန်16နာရီဖြစ်ပြီးတနာရီလောက်ခါမှာ 16ဆင့်သာရှိသည် သူသည်စက်ရုံနဲ့တင်တနားီလျင်တီရှက်အထဲ45တဲမြတ်ချုပ်ရလေသည် ထိုအခါတီရှက်တစ်ထဲချုပ်ခါမှာဆယ်တဲကို၄ဆင့်မြတ်သာရှိတည်တော်သည်အရက်ထဲတွင်အချုပ်ဆက်ထောင်စားသူဆိုလျင် ထိုအင်းကြီးချုပ်ခါသည်မြည်မြယူသည်ကိုအားလုံးခံမနိုင်ပါသည်ထိုကလေးမှလှုပ်လှုပ်နေသောစက်ရုံမှာမိဘအန်ရရှိသည်လို့ပြိုကြခြင်းလဲပြိုကြနိုင်သည် တရက်16နာရီနားရက် မရှိအလုပ်လုပ်ရသဖြင့်အဟာရချွတ်တက်မှုအပါအဝင်ကျန်းမာရေးချွတ်ယွင်းမှုမြင်းမြရှိမည်ဆိုသည်ကိုတော့အထူးမပြောလိုလိုပါ Globalization ဟုခေါ်သောမျက်မှောက်ရင်းရှင်စနစ်အချင်းရာသည်ရှောင်းနှခင်ထွက်ပေါ်လာခြင်းမဟုတ်အရင်းရှင်စနစ်သည်ကမ္ဘာလုံးအတိုင်းအတာရတက်ဝင်လှုပ်ရှားရာတွင် ဖြောင်ပြူးညီညာမှုမရှိသည်ကိုအာလုံးသိကြပြီးဖြစ်၍အထူးမတင်ပြတော့ပါ Globalization သည်1994-95စီးပွားကတ်နှင့်အတူ တွန်းဆော်နေသောအချက်၃ချက်ရှိသည်ယင်းတို့မှာ စီးပွားရေးတိုးတက်မှုကျဆင်းနေခြင်းလဝကြီးအုပ်နိုင်ငံသုံးကော်ပိုရေးရှင်းကြီးများပြန့်ပွားလာခြင်းနှင့်အရင်းစုပုံမှုသည်ဗန်နာရေးအသွင်ဖြစ်ကူးပြောင်းလာခြင်းတို့ဖြစ်သည်ဤအခြေအနေတွင် neo liberal ဝါဒ neo liberalism ထွက်ပေါ်လာခြင်းဖြစ်သည် neo liberal ဝါဒဆိုသည်မှာ စီးပွားရေးဆိုင်ရာဝါဒဖြစ်ပြီးယင်းနှင့်တူလက်ရသည့် new right core neo conservatism ဆိုသည့်နိုင်ငံရေးဝါဒလဲတပါတဲ့အားကောင်းလာခြင်းဖြစ်သည် neo liberal ဝါဒသည်1980ခုနှစ်များတွင်အမေရိကန်သမ္မတ Ronald Reagan နှင့်ဗြိတိသျှဝန်ကြီးချုပ် Margaret Thatcher တို့၏အားကောင်းမောင်းတံထောက်ခံမှုဖြင့်အချိန်ဟုန်ရလာသည်1990ခုနှစ်များတွင်ဆိုဗီယက်ပြည်တော်စုပြိုလဲသောအခါနိုင်ငံဖွံ့ဖြိုးရေးတွေးခေါ်များစုတွင် neo liberal ဝါဒလွှမ်းလာလေသည်၂၀၀၁ခုစက်တင်ဘာ9ရက်အတိုက်ခံရပြီးနောက် ပေါ်ထွက်လာသောသမရဘုတ်ရှိအကြမ်းဖက်ဝါဒဆက်စင်ရေးနောက်ပိုင်းတွင်တော့နိုင်ငံစုံကော်ပိုရေးရှင်းများအာဏာပိုတောင်တင်းလာကြကပထဝီနိုင်ငံရေးအတွက်အင်အားအသုံးပြုမှုပိုမိုများပြားလာတော့သည်ကမ္ဘာအင်အားလုံးဖွဲ့စည်းများဖြစ်သောကမ္ဘာဘဏ်ငွေကြေးရန်ပုံငွေဖွဲ့ IMF နှင့်ကမ္ဘာကုန်သွယ်ရေးဖွဲ့ချုပ် WTO စသည်တို့သည်ကမ္ဘာအနှံ့ Leo Liberal Wada ကိုတွတ်သွင်းလာကြကဘဏ္ဍာရေးအရကမ္ဘာလုံးဆိုင်ရာပြန်လည်တည်ဆောက်ခြင်းများ ြည်လုပ်လေတော့သည် neoliberal ဝါဒအရနိုင်ငံများပြားကိုပြန်လည်ပုံသွင်းရာတွင်အစိုးရဘိုင်များနှင့်အများပြည်သူဘိုင်များကို ပုဂ္ဂလိကဘိုင်များဖြစ်ပြောင်းစေခြင်းအထည်ကျုပ်လုပ်ငန်းလိုပြည်ပပို့ကုန်ထုတ်လုပ်ရေးကိုတပြည်လုံးအမိပြစ်မှုများဖြစ်လာခြင်းညီအစ်များကိုပုဂ္ဂလိကလုပ်ငန်းရှင်များလူရဲသိမ်းယူလာခြင်းဆက်ယုံများနှင့်အတီတကျအမြဲတမ်းအလုပ်သမားများကိုယာယီအလုပ်သမားအချိန်ပိုင်းအလုပ်သမားများအဖြစ်ပြောင်းလဲလိုက်ခြင်း ပြည်တွင်အလောက်ကန်ရှားပါသဖြင့်ပြည်ပသို့အလောက်ထွက်လို့သူများပြားလာကပြည်ပရောက်လူသမားများကအိမ်ကိုပြန်ပို့သောနိုင်ငံသားငွေများပြားလာခြင်းအလောက်သမားလူတန်းသားကိုလောက်ခပို၍တက်တာသော အမျိုးသမီးအလောက်သမားများဖြင့်အစာထိုးလိုက်ခြင်းပုဂ္ဂလိကဗန်ကပို့များလာသဖြင့်လက်လုတ်လက်စားနှင့်ကြေးလက်တောင်သူများစိုက်ပျိုးစေအတွက်ငွေတို့ပို့များသောချင်းငွေများကိုမိကိုလာရခြင်းစသည့်စသည့်အကျိုးဆက်များကို တွေ့နိုင်ပါသည် အတင်းအကျပ်ချိုးချံခြွေတာရဲ့ neo liberal water policy ဒဏ်ကိုလည်းနိုင်ငံတိုင်းနှိပါပင်ခံစားမှုကြလေသည်လက်တင်အမေရိကတိုက်နိုင်ငံများဆိုရင်ထို neo liberal water ဒဏ်ကိုအလူလဲခံစားကြရလေသည်အာရှတိုက်တွင်1998ဘန်နာရေးကတ်ကြောင့်နိုင်ငံအများပြား IMF ၏ neo liberal water ကိုမြည်းခွင့်ရလိုက်လေသည်ဒါမွန်ကောလိပ်မှဘောဂဗေဒပညာရှင်ဂျွန်ကမ်ဘယ်က neo liberal water ပုဂ္ဂလိကပိုင်းပြောင်းခြင်းကို အကျဉ်းထောင်ဖြင့်နှိုင်းရှင်ပူသည်ထိုအကျဉ်းထောင်တွင်အဆင့်နှိမ့်သူများကိုပြစ်သိမ့်နှိမ်အောင်ထောင်ချထားတော်လဲထောင်ပိုင်နှင့်တူသောအထက်တန်းသားများကို အမျက်များများရစေလေသည်လူလက်တန်းသားများကတော့ထောင်အလုတ်လုတ်ပေးနေရမှဝေစုအနှဲငယ်ရနေကြသည်ဟုဆိုလေသည်ဤအကျဉ်းထောင်သည်အကျဉ်းသားတွေကြာလေလောက်ခနိုင်လောက်သမားများဖြင့်ပြောင်းလဲနေသဖြင့်အလုံများကိုတဆင့်လွှဲပြောင်းလောက်ခိုင်းစေသည့်ဤဖြင့်လေအကျိုးအမျက်တွေရနေတော့သည်ဟုသူက ဆိုပါသည်နီယိုလီဘရယ်ဝါရသည် အမျိုးသားနိုင်ငံများကိုဈေးကွက်နိုင်ငံများဖြစ်ပြောင်းလဲပြည်ဖြစ်သည်ဈေးကွက်နိုင်ငံဆိုသည်မှာကမ္ဘာလုံးဆိုင်ရာ အရင်းစုပုံမှုကိုဥပဒေစည်းမျဉ်းများလက်မှကင်းနိုင်သမျှကင်းကင်းဖြစ်အောင်လုပ်ရေးကိုအခြေခံရည်ရွယ်ချက်ဖြင့်ထားရှိလေသည် ထို့ကြောင့်အစိုးရ၏အခမ်းအနားကိုညှို့ချကာအစိုးရလှုပ်ဆောင်နေသောဥပဒေစောင့်ထိန်ရေးဗန္နာရေးစည်းမျဉ်းစည်းကမ်းများထိန်းသိမ်းရေးနှင့် အစိုးရငွေကြေးဆိုင်ရာစည်းမျဉ်းကန့်သတ်မှုများကိုဘောင်ခတ်ကန့်သတ်ရန်ကြိုးစားကြလေသည်နောက်ဆက်တွဲရလမှာနိုင်ငံဆောင်ကော်ပိုရေးရှင်းများအားကောင်းမောင်းသံဖြင့်ပေါ်ထွက်လာပြီးဥပဒေစည်းမျဉ်းများကင်းစွာဝီနီလွတ်အမျက်ထုတ်ယူခွင့်များရရှိသွားခြင်းဖြစ်သည်အထယ်ကျုပ်စက်ရုံတစ်ခုပြိုကျလျင်လဲတဆင့်ကန်ကန်ထရိုက်များနဲ့ပစ္စည်းထုတ်လုပ်ရန်အနှံ့ခံရသူများတာဝန်ဖြစ်သွားလေသည်အထယ်စက်ရုံလူသမားများ၏ရပိုင်ခွင့်များဆုံးရှုံးလျင်ဖြစ်စေ လောက်ခအစမတန်နိုင်နေလင် ဖြစ်စီနိုင်ငံဆောင်ကုမ္ပဏီမှတာဝန်ယူစရာမလိုတော့ချေအလုံသမားများသည်ထိုသို့နှစ်ထပ်ကွန်းသွေးဆုပ်ခံရသော်လည်းနိုင်ငံဆောင်ကုမ္ပဏီများကိုအလွယ်တကူမတွေ့မြင်နိုင်တော့ပဲအနီးကဆက်ယုံပိုင်ရှင်နှင့်လက်ခွဲကန်ထရိုက်များကိုသာ မြင်တွေ့ကြရတော့သည်အမှန်တော့ပင်ရင်းသွေးဆုပ်သူမှဖွံ့ဖြိုးပြီးနိုင်ငံများဈေးကွက်တွင်ဈေးသက်သာရေးပြိုင်ဆိုင်မှုတွင်လည်းအသာရခြင်းမိမိအစုရှယ်ယာခြင်းများကိုလည်းအမျက်ဝေစုများများရစေခြင်း မိမိတို့ဒနာဥစ္စာကိုလည်းဆတဲ့တဘိုးတိုးစင်ညင်ကြသော neo liberal စီဝါရေးဝါဒီနိုင်ငံဆောင်ကုမ္ပဏီကြီးများသာဖြစ်လေသည်ထို့ကြောင့်ဖွံ့ဖြိုးဆဲဆင်းရဲသောနိုင်ငံများမှလုံထမားများအချိန်ဒီပြုပြင်ပြောင်းလဲရေးအကြောင်းပြောသူများသည်ယောဂာ၏အပေါ်ယံလက္ခဏာကိုသာမကြည့်ဘဲယောဂာဇိမ့်မြစ်ဖြစ်သော neo liberal ဝါဒကိုလည်းကြည့်ဖို့လိုကြောင်းတင်ပြလိုက်ပါသည်